进了，不进，进了就进了。这红鲤也没人要呢，兄弟。哎，下一个，这都牛。哎，哎，你过来，来，来。牛牛，加牛，加牛，加牛。没有。哎呦，哎呦，你到我们家来，你到我们家，赶紧拿走，不要别走，不要别走，兄弟。 နေပြည်တော်နယ်မြေထဲမှာစစ်ကောင်စီရဲ့စစ်စေးရေးဂိတ်တစ်ခုကတော်လန်ရေးတပ်ဖွဲ့တွေရဲ့လက်နက်များစွာနဲ့ဗတ်တစိတ်တွေတိမ့်စေးရမိတယ်လို့ဆိုမက်ဆက်ရှိနေပြည်တော်တကုံးမြို့နယ်ကင်တာကြီးရွာအုပ်စုကင်တာပင်လောင်းလန်းဘော်ကကင်တာကြီးရွာမှာရှိတဲ့စစ်ကောင်စီရဲ့စစ်စေးရေးဂိတ်မှာမတ်လ18ရက်နေ့မနက်9:00နာရီခန့်ကတော်လန်ရေးတပ်ဖွဲ့တွေရဲ့လက်နက်ခဲယမ်းအများအများတိမ့်စေးရမိတယ်လို့စစ်တပ်လော်ဘီ Telegram Channel တွေကဖော်ပြနေကြပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့ဘက်မှာ တကုံးမျိုးနယ်ဘက်ကိုမောင်းနေလာတဲ့ light truck ကအဖြူပေါ်ကနနွေးအိတ်တွေနဲ့ထက်တယ်လာတဲ့လက်နက်အမြောက်များပြင်ဒူးဓမ္မမေဘက်တစိတ်တစ်ခုတပတ်တစက်တစ်ခုမျိုးပြတော်လန်ရေးတအူဘက်တစိတ်တစ်ခုပြည်သူ့ကာကွယ်ရေးတပ်ဘက်တစိတ်တစ်ခု ဗီတနိုးဘက်တစိတ်တစ်ခု96ဆုံးတော့ဘက်တစိတ်အနက်30ခုအနီး30ခုကရမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံမူကြမ်းစာအုပ်နှစ်အုပ်ပြောက်ကြားစိမ့်ယူနီဖောင်းဘက်တစိတ်မပါ3ဆုံးတို့ကိုတင်စီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။လက်နက်6လက်နဲ့ဘုံကြီးတွေကြီးတွေပါတယ်လို့ကြားတယ်။မနက်9နာရီလောက်ကအဖမ်းခံရတာ။ ပင်လောင်ဘက်ကအသက်32မြိုင်ချင်းအမျိုးသားနှစ်ယောက်ဖမ်းခံရတဲ့ကွင်းဆက်တွေလိုက်နေတယ်လို့တော့ကြားတယ်လို့ဖြစ်စဉ်ကိုတည်တဲ့ဒေတာခန့်တူကမြို့တော်ကိုပြောပါတယ်။အဲ့ဒီဖမ်းဆီးမှုကိုစစ်ကောင်စီရဲ့အမြောက်တပ်အမတ်တ328ကဗိုလ်ကြီးသိန်းစော်ထူးနဲ့နောက်လိုက်ငယ်သားတွေကဖမ်းဆီးရမိခဲ့တာလို့စစ်ကောင်စီရဲ့မီဒီယာတွေမှာဖော်ပြနေကြပြီးတော်လန်ရေးတပ်ဖွဲ့တွေဘက်ကတော့အတည်ပြုပြောဆိုတာမျိုးမတွေ့ရသေးပါဘူး။